BBC မှာဖော်ပြထားတဲ့မြင်းငင်သတင်းတချို့နဲ့ဘောလုံးပြောင်းရွှေ့သတင်းတချို့ကိုတုံးသက်ဆွေးနွေးမှုလုပ်ပေးသွားကြပါမယ်။ကိုကင်းစတာဖုတ်ဘောရှိုးအနေကျိုးပါတယ်ဒီချိန်ဒီကာလကျွန်တော်မြင်းငင်ဖြစ်ပြီးကျွန်တော်6ရက်လောက်တော့ရှိသွားပြီပေါ့နော်ဒါပေမဲ့ကုညီကယ်ဆယ်ရေးလှုပ်ဖို့အတွက်လိုအပ်နေတဲ့နေရာတွေရှိသေးတယ်တချို့နေရာတွေအကူအညီရဖို့အတွက် เนาะတောင်းခံနေတဲ့နေရာတွေရှိသေးတယ်ကျွန်တော်တို့ကဒီဘောလုံးသတင်းအဓိကထားပြီးတော့เนาะဘောလုံးပွဲအကြောင်းအရာအဓိကထားပြီးလုတ်ပင်မဲ့လဲဒါကိုယ်နိုင်ငံကိုယ်လူမျိုးဖြစ်နေတော့တတောင်းတနေရာကိုတအားသေးပေါ့เนาะဒါ knowledge sharing information sharing လုတ်ပေးတဲ့သဘောမျိုးပါပဲပြန်လဲ ကူညီထူထောင်ရေးကိစ္စတွေမရောက်သေးခင်အချိန်ထိတော့ကျွန်တော်ကြားထဲမှာအဆင်ပြေရင်ပြေသလိုတော့ပြောသင့်တဲ့ information sharing လုပ်သင့်တဲ့မြင်ရင်သတင်းလေးတွေကိုထည့်သွင်းပြီးတော့ကျွန်တော်တင်ဆက်ပေးသွားကြပါမယ်။ဒါလေးတော့နားလည်ပေးမယ်လို့ယုံကြည်ပါရခင်ဗျ။ဆိုတော့ဘောလုံးအပြောင်းရွှေ့သတင်းလေးကိုမတုံးတတ်ခင်မှာအခုအားလုံးသိသင့်တဲ့မြင်ရင်သတင်းလေးတစ်ခုကိုကျွန်တော် information လုပ်ပေးခြင်းတယ်။မြင်ရင်ကတော့လှုပ်ပြီးသွားပြီ။နောက်ဆက်တွဲမြင်ရင်နေလေအနေငယ်လှုပ်ခတ်ခဲ့တယ်။သို့တော့နောက်ဆက်တွဲမြင်ရင်နေကတော့အဲ့လောက်ထိပျက်စီးဆုံးရှုံးမှုမကြီးမားခဲ့ဘူးပေါ့နော်။ဒါပေမဲ့ရှေ့ လှုပ်ခဲ့ပြီးသားမြင်းငင်ရဲ့ပျက်စီးဆုံးရှုံးမှုတွေကအမတန်အမတန်ကိုကြီးမားခဲ့တယ်။ဒီထဲမှာသခိုင်းငလျင်ကပို့ပြီးတော့အချင်းနေဆိုးတယ်ဗျ။မြေပြင်လက်တွေ့အနေထားမှာမန်လေးရဲ့အချင်းနေဆိုးမှုတွေလည်းကျွန်တော်တွေ့ခဲ့ရပါတယ်။သို့ပေမဲ့ PPC ရဲ့ဖော်ပြချက်ထဲမှာဆိုရင်ငရင်တန်းကိုအစိုးဆုံးခံခဲ့ရတာသခိုင်းလို့သိရပါတယ်။ကျွန်တော်ကမန်လေးဆိုးတယ်၊သခိုင်းကပို့ဆိုးတယ်လို့ရှင်ပြနေတာမဟုတ်ဘူး။သခိုင်းကိုလည်းကျွန်တော်တို့တအားသရွေ့ပေါ့နော်။ ဒါကူညီခဲ့တဲ့လုပ်ငန်းတွေလှူဆောင်ပေးတဲ့ဆိုရဲ information လေးတွေကိုပြန်ပြီးတော့ sharing လုပ်ပေးတာပါအဲ့တော့ငရင်တန်းကိုဒီအစိုးဆုံးခံစားခဲ့တာသခိုင်းမြို့ဖြစ်ပါတယ်အဲ့တော့သခိုင်းမြို့ရဲ့မြင်ကွင်းတွေကတော့အတော်ဆိုးဆိုးပေါ့နော်အဲ့တော့ကူညီခဲ့တဲ့တွေကမလုံလောက်သေးတယ်လို့ငရင်ဘေးဒဏ်အတွက် စားရေးရိတ်ခါနဲ့နေထိုင်ရေးအခက်အခဲတွေရှိနေရလို့မြေပြင်သတင်းအမြင့်တချို့မှာပေါ်ပြထားပါတယ်ခင်ဗျကျွန်တော်ရေလဲเนาะကျွန်တော်ညီကိုရင်းနဲ့ပူပေါင်းပြီးကောက်ခံထားတဲ့အလူငွေတွေကိုသခိုင်းကနှစ်ဖွဲ့နောက်မန္တလေးတခြား ကျွန်တော်ရမဲသင်းတို့ဘာလို့တဖွဲ့ပါမယ်ဗျာအားလုံးတော့လှူပေးပါတယ်တိုးတော့ဒါကျွန်တော်တို့လှူတာဘာမှမဟုတ်သေးဘူးတကယ်တမ်းဟိုဘယ်လိုပြောမလဲနိုင်ငံတကာရဲ့အခုအညီအလုံးရင်းနဲ့ဝင်လာဖို့လေလိုပါတယ်ခင်ဗျာစကိုင်းကိုကျွန်တော်များများ speak out လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကဲတော့ကျွန်တော်ဘောလုံးသတင်းတွေဘက်ကိုလှည့်လိုက်အောင်ခင်ဗျာပထမဆုံးဆွေးနွေးချင်တာကတော့ဒါအာစနယ်အသင်းနဲ့ပတ်သက်တဲ့သတင်းဖြစ်ပါတယ်။ကြားရတဲ့မှာအဲ့ငင်းရင်ကိစ္စဖြစ်သွားတဲ့အခါကျတော့အန်ဒရီးယားဘာတာရဲ့အကြောင်းတော်မှတရားဝင်ဖြစ်သွားတာသိပြီးမပြောပြလိုက်ဘူးပေါ့နော်။ အဲ့တော့ Andrea Bart Andrea Barta ဘလို့ပုံကိုမျိုးလဲဆိုတာကျွန်တော်ဗီဒီယိုလေးတစ်ပုတ်တော့လုပ်ပြီးပြီဖြစ်တဲ့အတွက်ကြောင့် Andrea Barta ကဘလို့အရေးချင်းရှိတယ်ဘလို့လူပုံကိုမျိုးထွေထူးထူးကျွန်တော်ရှင်းပြနေစရာမလိုတော့ဘူးအခုဖော်ပြထားတဲ့သတင်းဌာန Guardian ကပါအဲ့တော့ Guardian မှာဒီ Arsenal Sporting Director အသစ် Andrea Barta မကြသေးခင်ရက်ပိုင်းက Athletic Bilbao ကိုတောင်းပန်ကြသမား Nicole Williams ရဲ့ agent နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးတော့ဒီအသက်22နှစ်အရွယ် Spain တောင်းပန်ကစားသမားလေးကိုဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ် အန်ဒရီးယားဘာတာခေါ်မယ်ဆိုရင်ဘရုမယုံလို့မရတော့ဘူးအရင်တော့အာစတန်နဲ့အချင်းတွေပြောင်းသွားပြီအာကြီးကဗျာ rice ကိုခေါ်လိုက်တာလွင်ဂျန်နက်ပလီယာတွေကဟိုလက်လန်းမိတယ်သူတို့ခေါ်လို့ရနိုင်တဲ့အချင်းတွေမျိုးနဲ့ခေါ်ခဲ့တာ ဒါပေမဲ့အထက်ပို့ပြီးတော့ကောင်းတဲ့ပလေယာမျိုးနာမည်ကြီးတဲ့ပလေယာမျိုးဆိုအာဆင်နယ်ကခေါ်လိကော်တာမရှိပါဘူးဆိုတော့အယူဆမျိုးကြီးကအာဆင်နယ်ပြိသက်တွေမှာကျွန်တော်တို့ဘေးပြိသက်တွေမှာရှိတာ ਉਹ တော်တော်အန်ဒရီးယားဘာတာတကယ်ပြင်းတာကစားသမားကောင်းတွေအများကြီးခေါ်ခဲ့တယ်လုံရဲကန်ရဲတယ်သူ့ကိုယုံကြည်ဖို့တော့လိုလိမ့်မယ်အက်တလက်တီကိုမက်ဒရစ်ဆိုရင်လုံးဝအန်ဒရီးယားဘာတာကိုပုံအပ်ထားတာဘာတာလက်ထက်မှာ ဟိုအကုန်လုံးတော့မှန်တယ်မဟုတ်ဘူးဗျာ။ तू ခေါ်ခဲ့တဲ့အမားရင်းတွေလည်းရှိပါတယ်။ဒါ Jovlix ဆိုရင်မှားတယ်ပဲထားပါတော့။သို့တော့ तू ရောင်းလိုက်လို့ဈေးအများကြီးရတဲ့သူတွေရှိတယ်။ Christmas ဆို Society တက်ကခေါ်တော့မှန်ကန်ခဲ့တယ်။အပြောချင်တာလုံရဲကန်ရဲစိတ်ရှိတဲ့ Sporting Director အသစ်ဖြစ်တဲ့အတွက်ကြောင့် Nico Williams လို့ကစားသမားမျိုးကိုလည်း Arsenal ပြည်သက်တွေမျှော်လင့်လို့ရတယ်။ Williams ရဲ့ ပြောင်းရွှေ့ကြရအများကြီးမရှိဘူး။ဒါမဲ့သူ့ကိုပေးရမယ့်လောကပမာဏအရင်များတယ်။ဒါကိုအာကြီးပေးပါမလားဆိုရဲအချက်ကိုပဲကျွန်တော်ထည့်ထွက်ရလိမ့်မယ်။သို့တော့ကမ္ဘာစဉ်ကစားသမားတွေကိုလိုချင်တယ်ဆိုရင်တော့ investment ကြီးကြီးမားမားလုပ်ရလိမ့်မယ်။အဲ့တော့ Arsenal အနေနဲ့ဒီလောကပမာဏတွေကိုဟိုဘယ်လိုပြောမလဲ။ဈာထဲမှာနည်းနည်းဖြည့်နိုင်ဖို့ကစားသမားတို့ရောင်းချဖို့ရှိတယ်။တရိုက်တော့မပတ်သက်ဘူးပေါ့ဗျာ။ထားပါတော့ Martinelli ဒါဥမာပြပြနော်။ Martinelli ကိုရောင်းလိုက်မယ်။သူ့စီရရမယ်။ ပြောင်းရွှေ့ခြင်းသူ့ကိုပေးနေတဲ့လောကပမာဏသုံးပုံတပုံလောက်ကတစ်ဖက်ကနီကိုဝီလျံစ်အတွက်ပြန်ကနိုင်မယ်ဆိုရင်ခေါ်လို့ရတဲ့အခြေအနေမျိုးလည်းဖြစ်သွားနိုင်တယ်။အန်ဒရီးယားဘာတာလိုပုံကူမျိုးကတော့ဟိုချိန်ဖိန်ရှိတဲ့အတွက်ကြောင့်ဝီလျံစ်နဲ့စတဲ့တင်းထွက်လာတာကတော့ကျွန်တော်ကတစ်ချက်စောင့်ကြည့်ခြင်းနဲ့နီကိုဝီလျံစ်ကလည်းအာစနယ်နဲ့လိုက်ဖက်တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အခါကျတော့လည်းပြောလို့တော့မရဘူး။ဒီနေ့ညရသည့်အပြောင်းရွှေ့ကာလဟာနီကိုဝီလျံစ်နဲ့အာစနယ်တို့ရဲ့အပြောင်းရွှေ့တဲ့တင်းဒီထက်ပိုပြီးတော့လှုပ်ခတ်လာဖို့ရှိပါတယ်ခင်ဗျာ။နောက်တဲ့တင်းဒီပုတ်ကတော့ Independent ကဖော်ပြထားတဲ့သတင်းပဲဖြစ်ပါတယ်။ Liverpool နဲ့ Chelsea တို့ဟာဒီနှစ်နွေရာသီမှာ Real Madrid ကပေါင်တန်း90နဲ့ခေါ်ဖို့ရာထားတဲ့ဘုံမောက်သင်းရဲ့နောက်ခံလူ Dean Huijsen ကိုရှင်ပြိုင်ခေါ်ဖို့အခြေအနေတွေရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။ကျွန်တော်တို့တွေမလွယ်တော့မလွယ်ဘူးဗျ။ယူဇန်ကလည်းစပိန်ကိုပြန်ပြောင်းချင်နေတယ်ဆိုတဲ့သတင်းမျိုးတွေကျွန်တော်ရှေ့မှာကြားထားရတယ်။ ရီယယ်မက်ဒရစ်ကလည်းဒီကစားသမားလေးကိုပွင့်နေပြတော့ရှူရှောင်းခေါ်တာမဟုတ်ဘူးဗျာကြိုပြီးတော့ investment လုပ်လိုက်တာမဟုတ်ဘူးအခုအန်ဒရစ်ကိုခေါ်လိုက်တယ်ဒါကကြွ investment လုပ်လိုက်တဲ့သဘောမျိုးပဲသူတို့တကယ်သုံးမှလည်းမဟုတ်ဘူးအာဒါဂူလာကိုလည်းအဲ့တိုင်းပဲအာဒါဂူလာကိုလည်းခေါ်တာခေါ်လိုက်တာပေါ်တော့ခွင့်တနေရပေးဖို့ဆိုတာတိတ်မလွယ်ဘူးသို့ပေမဲ့ဒီ news ဆန်ကြတော့အဲ့လိုအခြေအနေမျိုးမှာမရှိဘူးခေါ်ဥလိုက်တာတဲ့ဆိုင်တကယ်ကြီးသုံးပေးမှာဘာကြောင့်လဲသူတို့ရဲ့ defensive line မှာငယ်ရွယ်ပြိုမြင့်တဲ့နောက်ခံကစားသမားတွေ မဖြစ်မနေလိုအပ်နေတယ်အခုသူတို့ရဲ့ကက်စတီလာကထွက်တယ်ဗျာရာဟုဆန်စီကိုတကိန်းနေရာရလာတာပဲအဲ့တော့ကြောင့်ဒင်းနျူဆန်ကိုပေါ်တိုကွင်းတနေရာပေးပြီး Real Madrid အတင်းကခေါ်ယူသိမ်းသွင်းနိုင်တယ်ဒီလိုမျိုးမလုံးပေးရင်တော့ Chelsea ပဲဖြစ်ဖြစ် Liverpool ပဲဖြစ်ဖြစ် Hughson ကိုရဖို့ဆိုတာအဲ့လောက်ထိလွဲကူမနေဘူးသို့တော့ကျွန်တော်ခုနောက်ပိုင်းမြင်ရတာနီးပြတွေကသူတို့ရဲ့အစွဲကစားသမားတွေကိုပို့ပြီးခေါ်လာတယ်ဥပမာပြောရင် Arsenal က Dash တွေကိုသဘောကျတယ်ဖရင်ပေါင်နဲ့သတင်းထွက်တယ်ဟာတိုနဲ့သတင်းထွက်တယ်စသဖြင့်ပေါ့အဲ့တော့ Netherlands ဘက်က ကစားသမားတွေအနေနဲ့လီဗာပူးကိုရောက်လာနိုင်ခြေရှိတယ်ဆိုတဲ့သတင်းမျိုးတွေကိုကျွန်တော်တွေကပို့ပြီးတော့ယုံရမှာပဲ။ဒီနျူဆန်ကတော့ Real Madrid အသင်းကိုပဲပြောင်းဖို့ပို့ပြီးတော့နီးစပ်နေပါတယ်ခင်ဗျာ။ကျွန်တော်နောက်ဆုံးသတင်းကတော့ Daily Mail ကပေါ်ပြထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ Man United အသင်းကပေါင်တန်း၄၀တန်ကြီးပဲရှိတဲ့ Ipswich အသင်းရဲ့ England တိုက်စစ်မှု Liam Delap ကိုခေါ်ယူဖို့စိတ်ဝင်စားနေရလို့သိရပါတယ်ခင်ဗျာ။ Manchester United နဲ့သတင်းထွက်တဲ့တိုက်စစ်မှုတွေကတဖြည်းဖြည်းချင်းစီတော့များလာတယ်။သူတို့ကတိုက်စစ်မှုမခေါ်လို့မရတဲ့အခြေအနေကိုဒီနေ့တွေရဒီမှာတေချာတာဗျာ။ Ramos Wallan နဲ့ Joshua ော့ဇက်ဇီနှစ်ယောက်လုံးရောင်းအောင်မရောင်းရင်တယောက်ကတော့တေချာပေါက်ထွက်လိမ့်မယ်အဲ့ဒါတော့ကျင်းသေးတယ်တေချာပေါက်ထွက်နိုင်တဲ့ကစားသမားကရာမူးစ်ဝိုင်လန်ဖြစ်နိုင်တယ်ဝိုင်လန်ကိုနာပိုလီကစိတ်ဝင်စားနေတယ်ဝိုင်လန်ရဲ့အသက်အရွယ်ရလည်းငယ်သေးတယ်အီတလီမျိုးပြင်ရောက်တဲ့အခါကျရင်လေဝိုင်လန်ရဲ့တချို့တော့ဟိုစွမ်းဆောင်ရည်တွေကိုအသုံးပြုလို့ရတဲ့အခြေအနေပေါ့ဗျာ။ဘာကြောင့်လဲဆိုတော့အီတလီကအထလေးတယ် ဘောလုံးကစားတာအဲ့လောက်ထိတွတ်တဲ့လီတခုတော့မဟုတ်ဘူးအဲ့တော့ကြောင့် white land အီတလီမြေမှာပြန်လဲထွန်းတောက်နိုင်တယ်ဘာမှမကြည့်နဲ့ကျွန်တော် Vlahovic ပဲကြည့် Vlahovic ကို Premier League club တွေခေါ်မယ်လို့ပြီးမှဘာကြောင့်မခေါ်လဲအဓိကသူတို့ရဲ့ agility လို့ခေါ်တယ်လျှက်တပြက်တုံ့ပြန်နိုင်စွမ်းကြောင့်အဲ့လိုအားနည်းတဲ့ကစားသမားတွေက Premier League မှာအဆင်မပြေဘူး Mitrovic ရောက်လာဘူး Mitrovic ကလည်းတကယ်ကိုကောင်းတဲ့ကစားသမားသို့တော့ Premier League မှာအဆင်မပြေဘူးဗျကျွန်တော်ရင်တော့ Mitro Glue ဆိုတဲ့တိုက်စစ်မှုနော် Greece ရဲ့ထိတ်တန်းအဆင်မြင့်ကစားသမားပါ EPL မှာလာကစားဘူးတယ်ဖူလန်မှာလာမသိဘူးတောင်ရွှေ့ချင်းအများကြီးပေးပြီး ခေါ်ခဲ့ရတာအမနိုင်ကမီထရိုဂလူကကမ္ဘာစင်ရောက်ခါနီနီတိုက်စစ်မှုတယောက်နော်အထာလေးတော့အစင်မပြေခဲ့ဘူးအဲပြောချင်တာကဗျာယူနိုက်တက်အသင်းတိုက်စစ်မှုတွေနဲ့သတင်းထွက်လာရင်ကျွန်တော်တွေကတစ်ချက်စောင့်ကြည့်ရမယ်။ဘာကြောင့်လဲဆိုတော့သူတို့ကတိုက်စစ်မှုတွေလှည့်မှာပဲ ရှစ်တရက်မှာဗီဒါယောဂက်စ်နဲ့သတင်းထွက်တယ်ယောဂက်စ်ကိုခေါ်ဖို့ကြောက်လဲအဲ့လောက်ထိမလွယ်ပြန်ဘူးပေါ့နော်လီယန်ဒီလပ်ကြတော့အသက်အရွယ်ရခြေသွမ်းပိုင်းရမန်ယူနိုက်တက်တို့အနေနဲ့ယင်းနီးမြုံနယ်မှုပြုလုပ်တဲ့အခြေအနေမျိုးဖြစ်နေပါတယ်ဒီတော့ကြောင့်လီယန်ဒီလပ်နဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့သတင်းတွေကတော့ဖြစ်နိုင်ခြေရှိပါကြောင်းဆွေးနွေးနေပဲဗီဒီယိုလေးကိုဒီမှာနားချင်ပါတယ်ခင်ဗျာ